ဗင်နီဇွဲလာနဲ့တင်းမာမှုစွန်းကုန်မြင့်တက်ချိန်မှာကာရီဘီယံဒေသကိုကပအကြီးဆုံးလေးနဲ့သမောကြီးအမေရိကန်ကဆိတ်လွတ်လိုက်ပါလေဗင်နီဇွဲလာနဲ့တင်းမာမှုမြင့်တက်ချိန်မှာအမေရိကန်အားဒေသတွင်းစီးရီးတည်ဆောက်မှုကိုအဓိကတိုးမြှင့်မှုဖြစ်ကပအကြီးဆုံးစစ်သည်မှုကာရီဘီယံကိုဆိတ်လွတ်လိုက်ပါလေကာဝေယိုဂျီပီဟာဆကလေရင်60အထိတင်နိုင်တဲ့ USS Gerald Ford လေရင်သမောကိုမြင့်တဲ့ပင်လယ်ကနေကာရီဘီယံဒေသရွှေ့ပြောင်းမှုအမိတ်ပေးလိုက်ပါလေ ဗင်နီဇူလာသမ္မတမာဒူရိုကတော့အမေရိကန်ဟာထာဝါစစ်ပွဲတစ်ခုဖန်တီးနေတယ်ပြောပါတယ်စစ်ပွဲမှာဘက်တော့မှာပါဝင်ပတ်သက်မှာမဟုတ်ဘူးလို့ကြေပေးခဲ့ပြီးစစ်ပွဲတစ်ခုကိုဖန်တီးနေကြတယ်လို့ဝေဖန်ပါတယ်လက်ရှိမှာတော့အမေရိကန်ဟာကာရိဘီယံမှာသူ့ရဲ့စီတီရှိမှုကိုတိုးမြင့်နေပြီးမီးအစင်မောင်းကုဒမားတွေကိုပြစ်မှတ်ထားတဲ့စစ်စင်လို့ဆိုပါတယ်စစ်သည်မော်ရီနျူကလ িয়ার ရေငုပ်သည်မော်ဇင်း F35 ချက်တိုက်လေးနေစေလွတ်ထားပါတယ် လူရမောင်ခွန်ရင်းရင်းတွေကိုဘုံကျက်တခမ်းမှုမှာဆယ်ကျင်းပြုလုပ်ခဲ့ပြီးတောက်ကြနေကတခမ်းမှုတစ်ခုမှာတော့မူရစေဝါချမ်းဖတ်သမား6ဟုတ်တယ်မနဲ့သေဆုံးခဲ့တယ်လို့အမေရိကန်ကာဝေးဝန်ကြီးကပြောပါတယ်အရှိချင်းဒီလူ40ကျော်သေဆုံးပြီဖြစ်ပါတယ်တခမ်းမှုတွေရဒေသတွင်းမှာရှုတ်ချမှုတွေဖြစ်ပေါ်စီပြီးကျွမ်းကျင်သူတွေကတော့ဒီလုပ်ရက်ကတရားဝင်လားဆိုတာမေးခွန်းထုတ်ကမယ်လို့ဆိုပါတယ်ခန့်ဆိုရဟာမူရစေဝါတိုက်ခိုက်ရေးစစ်ပွဲတစ်ခုပြုလုပ်နေတယ်ပြောပြမယ် ဘာလို့လဲဗင်နီဇွဲလားအစိုးရကမတည်ငြိမ်ဖြစ်စေဖို့ကြိုးပမ်းမှုလုပ်နေတာလို့ဆွဆွဲချက်တွေနဲ့ရင်ဆိုင်နေရပါတယ်။မာဒူရိုဟာထရန့်ရဲ့အရင်ကတည်းကရန်သူတော်ဖြစ်ပြီးမာဒူရိုဟာမူရစ်စေကန်ရဲ့ခေါင်းဆောင်ဖြစ်ထရန့်ကအကြီးအကဲဆွဆွဲထားပါတယ်။တော့ဂျာနီကပက်ကိုဂျင်ညာချက်မှာရော US Draft Four လေးနေတဲ့မဟာဘူအမေရိကနဲ့တောင်အမေရိကပြင်ကာရီဘီယံတို့ပါဝင်တဲ့ American Town Mine စစ်ထနာချုပ်ကိုကဲမှုအေရီးယားကိုဖြန့်ကျက်မယ်ဆိုပါတယ်။လရှိအင်အားချလာမှုဟာမူရစ်စေရောင်းမှုကိုဟန်တာဖို့နဲ့နိုင်ငံတကာမူရစ်စေဖွဲ့စည်းတွေကိုဖြိုခွင်းဖို့ ရှိပြီးသားစွမ်းရည်ကိုထပ်တိုးနိုင်မယ်လို့လည်းထုတ်ပြထားပါတယ်။နောက်ပြီးတော့မာဒူရိုကတော့တကယ်တော့အမေရိကန်ဟာမူရစ်ဆေးကိုအကြောင်းပြချက်ပေးပြီးတော့မိမိတို့နိုင်ငံနဲ့စစ်ဖြစ်စေခြင်းလို့တစ်ဖက်တစ်လမ်းကနေဆောင်ရွက်နေတာဆိုပြီးတော့ပြောဆိုနေတာပဲဖြစ်ပါလိမ့်။ပီဂရလာပိုင်းတွင်တွင်အမေရိကန်စစ်တပ်ဟာဗင်နီဇူလာရဲ့အင်ချိုကိုလည်းပြစ်ခတ်နှိမ်ယုတ်ခဲ့ပါတယ်။လက်ရှိမှာတော့အမေရိကန်ဆေးလွှတ်လိုက်တဲ့ USS Trafford လင်းရင်တဲ့သမောကြီးဟာအကြီးဆုံးဖြစ်ပြီးလင်းရင်စီ90လောက်ဖြစ်ပါတယ်။ဒါဟာမာရူအစိုးရကိုကောင်းကောင်းကြီးကိုခြေပုံးနိုင်တဲ့အနေအထားမှာရှိပါတယ်။ဒါကြောင့်မာရူဘက်ကလည်းတုံ့လှုပ်လာတာဖြစ်ပါတယ်။အမှန်စစ်စစ်အားဖြင့်မိမိတို့ရဲ့ဗင်နီဇွဲလာအစိုးရဟာအမေရိကန်နဲ့စစ်မဖြစ်ချင်ပါဘူးဆိုပြီးတော့ဗင်နီဇွဲလာကာကွယ်ရေးဝန်ကြီးကပြောပါတယ်။အမေရိကန်နဲ့ငြိမ်းချမ်းတဲ့နိလန့်ကိုပဲရှောက်ခွင့်နေတယ်ဆိုပါတယ်။ အထင်ကြီးလွဲမမှုတွေမဖြစ်စေချင်ပါဘူးလို့ဗင်နီဇွဲလားကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးပလာဒီမာပက်ဒရီနိုလိုပက်စ်ကပြောပါတယ်ကာရေဘီယံဒေသနဲ့ဗင်နီဇွဲလားကမ်းရိုးတွေမှာအမေရိကန်စင်ရတိုးချက်လာမှုဟာဒီအရုပ်နှစ်အတွင်းကြီးမားဆုံးပဲကျွန်တော်တို့ရဲ့လွတ်လပ်ရေးကိုချိန်ချောင်းနေပြီဆိုပါတယ်ဗင်နီဇွဲလားတက်တွေဟာစစ်ပွဲတွေလုံးမရှိပဲငြင်းကြဲတမှုထားတဲ့ကောချောင်းချားလို့ကြရတယ်ဆိုပါလေငင်းကြဲကိုလို့ရှိပေမဲ့ဘုရောဘတော်မှဒူထောက်အញ្ញံခံမှာမဟုတ်ဘူးလို့ကာကွယ်ဝင်ကြီး ပက်ဒရိုလိုပက်စ်ကပြောသွားပါတယ်။ဒီလိုဘက်မှာအရန်တက်အင်အားတွေလည်းအသက်ရှိပြီးသားပါလို့ဗီနီဇွဲလားသမ္မတနီကိုလတ်စ်မာလိုရိုကပြောပါတယ်။ဒါအပြင်ဗီနီဇွဲလားမှာရုရှားကပေးထားတဲ့ KA31 လို့ဒုံးပစ်လောင်ချတွေအများအပြားရှိနေပါတယ်။ဒါတွေကအမေရိကန်ရဲ့အခြေတက်ကိုကောင်းကောင်းကြီးဒုက္ခပေးနေတယ်ဆိုပါတယ်။ဒါပေမဲ့လေးလာသူတွေကတော့တကယ်တကယ်ဗင်နီဇွဲလားနဲ့အမေရိကန်ထိတ်တိုက်တွေ့ပြီဆိုတာနဲ့ ဗီဇွဲလာဟာအဲ့လိုမျိုးလုံနိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့အမေရိကန်ရဲ့အထူးတပ်တွေ Special Force တွေ Navy စီးတပ်တွေဟာဗီနီဇွဲလာကိုထိမှန်မထားတဲ့အချိန်မှာဝင်ရောက်စီးနင်းမှာဖြစ်တဲ့အတွက်ကြောင့်ဗီနီဇွဲလာနေနဲ့အဲ့ဒီဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ဖို့ကတော်တော်လေးကိုအခွင့်အလမ်းနေပါတယ်လို့ဆိုပါတယ်။အမေရိကန်တမန်ထွန်ကတော့ဗီနီဇွဲလာကိုချင်းချောက်တာပဲလားတကယ်လုံးဝလားတော့မပြောတတ်ပါဘူးဒါပေမဲ့လေးလာသူတွေကတော့တမန်ထရဟာသူ့လိုချင်တာကိုရဖို့အတွက် ီနီဇွဲလာကိုချမ်းချောက်နေတာလို့ဆိုပါတယ်။ဗီနီဇွဲလာသမ္မတမာဒူရိုစီမာတိုက်ခိုက်ရေးရိုင်ဖယ်တွေနဲ့တေဆောင်ရလွယ်ကူတဲ့ဗေပြင်းမဝေဟင်ဖြစ်အီဂလာဒိုးကြီးတက်စင်လာတဲ့အမာကပြည်သူစစ်အနည်းဆုံး1000ကျော်ရှိပါတယ်။အဲ့ဒီပြည်သူစစ်တွေကတော့မာဒူရိုအစိုးရကိုမိမိတို့အနေနဲ့နောက်ဆုံးချိန်ထိကောက်ကွယ်သွားမယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်။ကျွန်တော်သာမာဒူရိုအစိုးရဆိုရင်တော့ကြောက်လန့်နေပြီမှာပဲလို့လေ့လာသူတွေကဆိုပါတယ်။နောက်တဲ့ဒီဘုတ်ပြောကြပါမယ်။ ပြည်တွင်းကယူကရိန်းကိုပေးနာတဲ့ခရုစတွန်ကြီးဟာရုရှားရဲ့လေကြောင်းရဲ့ကာကွယ်စနစ်ကိုဖောက်ခွင်းပြီးလက်လက်စည်းကြီးစယုံကိုထိမှန်တော့ပါလေယူကရိန်းစစ်ဘက်မှအဓိကအရေးပါတဲ့လက်လက်ခဲရဲများထုတ်လို့ရရုရှားနိုင်ငံတွင်ပိုင်း Bryans ဒေသမှာရှိတဲ့ခဲရဲစုံကြီးကိုယူကရိန်းတပ်တွေကပြည်တွင်းပြီးတဲ့ Strong Shadow Crusdon တွေတုံးပြီးပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်နိုင်ကြောင်တည်ပြုထားပါလေဒီစယုံဟာရန်နဲ့ပေါက်ကွဲစနစ်နဲ့ပစ္စည်းတွေအဓိကထုတ်လို့ရဓာတ်စယုံပါ ဝင်းရင်မဝင်းရင်ပြပြတိန်ထုတ်စတောင်းရှယ်ရိုခရစ်စတိုနီဟာရုရှားလီဂျောင်းရဲ့ငါးကိုယ်စနစ်ကိုချိုးဖောက်ဝင်ရောက်နိုင်ပြီးတော့ပေါက်ခွဲဖြစ်စီနိုင်ခဲ့ကြဖြစ်ပါလေယူကရိန်းလက်ထက်ကကြည်တဲ့ရည်တဲ့နဲ့ပူပေါင်းပေါ်ဆောင်နိုင်ခြင်းမျိုးဖြစ်တယ်လို့ယူကရိန်းစစ်ဦးစီချုပ်ယုံကထုတ်ပြန်ပါတယ်ဘရိုင်းယန်ဒေတာမျိုးတော်မှာလက်ဇန်နာဘူဂူမတ်ကလည်းမိမိတို့ဒေတာတွင်ယူကရိန်းဘက်မှဒရုန်းတွေတို့ညစ်နေတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ Telegram မှာတီးပြီးရေးတင်ခဲ့ပါတယ်ထပ်ပေါ်လာတဲ့ရုပ်သက်မှတ်တမ်းတွေရာစစ်အုပ်ကြီးဟာဆူဆူဝါမီလောက်ပေါက်ကွဲနေတာမြင်ရပါတယ်ရုရှားကဝေဝင်ဌာနကလည်းအော်တိုဘာ21မိုးလွဲပိုင်းမှာ Brian's data ကို Ukraine drone ပေါင်း58စီဝင်လာပြီးတော့စစ်ပဆိုင်ရာအဆောင်အုံတွေတိုက်ခိုက်ပျက်စီးခဲ့တဲ့ဆိုပါတဲ့မနစ်ကနိုဝင်ဘာမှာ American ဆိုရတော်ဝင်ရှိသူတွေဟာရုရှားနိုင်ငံပြည်မှာဒီ Ukraine နဲ့မိမိတို့ပေးထားတဲ့တာဝန်ပြတုံးကြီး ADCMS တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခွင့်ပြုတယ်လို့ကြေညာခဲ့တယ်လို့ပြည်တွင်းကလည်းအဲ့ဒီလအတွင်းမှာပဲ Ukraine နဲ့ပေးထားတဲ့သူတို့ရဲ့ strong shadow ဒုံးကြီးတွေကိုရုရှားနိုင်ငံပြည်မှာရဲ့အထိပြစ်ခတ်တိုက်ခိုက်ခွင့်ပြုခဲ့တာဖြစ်ပါလေ strong shadow ဒုံးကြီးဟာ အကျဉ်းချုပ်ပြောရရင်တော့တန်ကြီးနေတဲ့တလုံးကိုပေါင်း7000လောက်တန်ဖို့ရှိပြီးတော့ GPS နဲ့တောပြီးပြီးရန်သူပြမကိုတနားယူမှ600နဲ့နှုန်းနဲ့ပြစ်ခတ်နိုင်စွမ်းရှိပါတယ်။ဒါရုရှားတို့တော့တော်တော်လေးကိုအိမ်မဆိုးကြီးဖြစ်လာစေတယ်လို့ပြောရမှာဖြစ်ပါတယ်။ဒါအပြင် EU ကလည်း Ukraine တို့ရုရှားပိုက်ဆိုင်မှုအဆက်တွေထိုးသွင်းမှုစတင်နေပြီလို့သိရပါတယ်။ Ukraine တို့နှစ်နှစ်ကျော်ရန်ပုံငွေထောက်ပံ့ရေးရွေးချယ်စရာတွေကိုရှေ့ဆက်လုပ်ဖို့ဥရောပသမဂ္ဂ EU ကောင်စလတွေက Europa Commission ကိုတောင်းဝေးပေးအပ်လိုက်ပါတယ်။ ထိန်းချုပ်ထားတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုအမာခံစာချုပ်တွေကိုထုတ်ပြီးတော့ယူကရိန်းအတွက်ချီးမွေ့မျှော်ပြချထားပေးမဲ့လမ်းကြောင်းစီစတင် UDP ဖြစ်ပါတယ်။ Brussels မှာဆွေးနွေးပြီးတဲ့နောက်လက်ရှိအဆုံးသတ်ကောက်ချက်ထားမှုမှာပြန်လည်ကုစားရေးချီးမွေ့ဆိုပြီးတော့ Euro Billion 140 American Dollar အတွက်162 Billion ကိုခွင့်ပေးရင်း EU ကောင်ဆောင်တွေကစမ်းငတ်လိုက်ပါတယ်။ဒီစမှာမှဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။ဒါပေမဲ့2022ရုရှားကဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် EU ကရုရှားဘူဘန်ရံမဝေများပြောက်ကိုထိန်းချုပ်ထားတဲ့ဘယ်ဂျီယံရဲ့အပြင်းထန်ဆန့်ကျင်မှုတွေနဲ့ခံခဲ့ရပါတယ်။ဒါဟာရုရှားရဲ့ပြည်ပမှာရှိတဲ့ငွေကြေးတွေထိန်းချုပ်ခံရတာပဲဖြစ်ပါတယ်။ EU အနေနဲ့လာမယ့်နှစ်အတွက်ယူကရိန်းရဲ့ဘန်နာကြီးလိုအပ်ချက်ကိုဖြည့်ဆည်းဖို့ကတိခံထားတယ်လို့ဥရောပကောင်စီဥက္ကဋ္ဌအန်တိုနီယိုကိုစတာကပြောပါတယ်။ရုရှားအနေနဲ့ဒီကိစ္စကိုကောက်ကောက်မှတ်ထားသင့်ပါတယ်။ယူကရိန်းဟာကိုကိုကိုကာကွယ်ဖို့အတွက်လိုအပ်တဲ့ဘန်နာကြီးရင်းမြစ်တွေရှားတော့မယ်ဆိုတာပဲလို့ဆိုပါတယ်။ ယူကရိန်းနိုင်ငံနဲ့ရုရှားတိုက်ငါတွေစတဲ့ဝင်ရောက်ခဲ့ပြီးနောက် EU ဟာရုရှားဗဟိုဘဏ်ပိုင်ဆိုင်မှုအာမခံ asset euro billion 200နီးပါးထိထုတ်လိုက်တာဖြစ်ပါလေဒီရုရှားပိုင်ဆိုင်မှုတွေကိုဥရောပကွန်ရှင်ကလုံးလုံးသိမ်းခြင်းမပြုဘဲယူကရိန်းအတွက်ပဲချီးမြှောက်မြောင်းများပေးရတယ်ကိုထောက်ယူသုံးစွဲဖို့အဆိုပြုထားပါတယ်တရားရှင်တွေမှာအန်တိုနီယိုကိုစတာဘေးမှာရှိတဲ့ဥရောပကွန်ရှင်ကြီးကအဆူလာဘူနာလီယန်ကဒီရှုံခွေတဲ့အဆိုပြုချက်ကိုရှေ့ဆက်ဖော်ဆောင်မှုမိမိတို့လုပ်နေတယ်ဆိုပါတယ် ဘာလို့သဘောတူလဲဆိုတာပြန်လဲကုစားရရင်မဝင်ဘူးပဲဒါကဘလို့လက်မဆိုဖြစ်နိုင်အောင်လုပ်သွားမယ်ဆိုပါလေဥရောပရဲ့ထောက်ပံ့တဲ့ဘရက်ဆဲမှာရောက်နေတဲ့ယူကရိန်းသမ္မတဆလန်စကီကစီးပွားရလက်ကိုယူကရိန်းတိုက်ပွဲဆက်နိုင်အောင်ရုရှားပိုက်ဆံမှုတွေထုတ်သုံးမဲ့သဘောထားကနိုင်ငံရေးအရပံ့ပိုးမှုလက္ခဏာပဲဖြစ်တယ်ဆိုပါလေဒီဥရောပသမဂ္ဂအစည်းအဝေးရလက်ကိုကြိုးစားပါတယ်လို့ပြောပါတယ်ဒါမဲ့ရုရှားသမ္မတပူတင်ကတော့ဥရောပမှာရှိတဲ့ရုရှားရဲ့ပိုင်ဆိုင်မှုတွေကိုထိန်းချုပ်ထားပြီး အဲ့ဒီလိုမျိုးကိုဆန္ဒနဲ့ကိုယူကရိန်းကို ပြန်လည်ထုတ်ပေးနေတာဟာတခိုးလို့ရပဲဆိုပြီးတော့ပြင်းပြင်းထန်ထန်တခိုးနဲ့နှိုင်းပြီးဝေဖန်ထားတာဖြစ်ပါလေ။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တူရကီနိုင်ငံဟာသူတို့ရဲ့လူတဲ့အင်အားကိုမြင့်တင်ဖို့စီစဉ်နေပါလေ။တူရကီဟာအစ္စရေးကဲ့သို့ဒေသတွင်းပြန်ပတ်နိုင်ငံတွေနဲ့ရှင်းပြနိုင်စွမ်းရှိဖို့ဂျူပန်နဲ့တွေနဲ့ခင်မီတိုက်လေနဲ့အမြန်ဆုံးဝယ်ယူရရှိနိုင်မယ့်နည်းလမ်းကိုဥရောပမိတ်ဖက်တွေနဲ့အမေရိကန်ကိုအဆိုပြုခဲ့တယ်လို့ရိုက်တာကဖော်ပြပါတယ်။ အမေရိကန်ပြည်နော်နေတိုဖွဲ့ရဲ့ဒုတိယဆင့်ရအခြေစိုးနိုင်ငံဖြစ်တဲ့တူရကီဟာနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးကောင်းမွန်တာကိုအသုံးချပြီးသူ့ရဲ့တက်တန်းရင့်ပြည်တဲ့လေတပ်မှာနောက်ထပ်တက်လျင်သစ်တွေထပ်မံဖြည့်တင်းမှုပြင်ဆင်နေပါတယ်။တူရကီဟာဆိုရင်လားတွင်းကလည်းပြည်တွင်းစီကနေ Rogue Fighter Typhoon တိုက်လျင်ဆင်း40ဝယ်ဖို့ခနဦးသဘောတူစာချုပ်ချုပ်ပြီးနောက်နောက်ပိုင်းမှာအမေရိကန်လို F-35 တွေကိုဝယ်ဖို့စီစဉ်ခဲ့ပါတယ်။အရှေ့တဲ့ဘက်မှာခင်းမီဆုံးစစ်နက်ပစ္စည်းတွေနဲ့အမေရိကန်လို F-15, F-16 နဲ့ F35 တွေကိုပိုင်းထားတဲ့ Israel ဟာ Turkey ရဲ့အင်ဂျင်တွေဖြစ်တဲ့ Lebron, Qatar, Iran နဲ့ Syria တို့မှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လို့ Turkey ကိုစိုးရိမ်ပုံပန်စေပါတယ်။အဲ့ဒီချိန်တော့ Turkey သမ္မတအာဒိုဂန်ကဂါဇာနဲ့အရှေ့လက်ပိုင်းမှာ Israel တိုက်ခိုက်မှုကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့အတွက်တချိန်ကဆက်ဆက်ရေးနှွေးထွေးခဲ့တဲ့ Turkey နဲ့ Israel ကြားဆက်ဆက်ရေးတင်းမာသွားပါတယ်။ Israel ဝန်ကြီးချုပ်ဂျမီနီဒါညာဟုတ်ကလည်း Syria အတွက်မှာရှိတဲ့ Turkey စစ်ကမ်းတွေ Turkey မိဖက်တပုံးတွေ တွေ့ကီကထောက်ခံပေးတဲ့စီရီယက်စစ်တပ်ဟာအစ္စရေးအတွက်ချိန်ချမှုတွေဖြစ်နေပြီလို့သတိပေးထားပါတယ်။တွေ့ကီတွက်ကြီးမားတဲ့ချိန်ချမှုဖြစ်တဲ့ဂရိကလည်းလာမယ့်၃နှစ်တွင် F-35 တပ်လေးနဲ့လက်ခံရရှိတော့မှာဖြစ်လို့တွေ့ကီဟာသူတို့လိုက်တဲ့အင်အားကိုမြင့်တင်မှုပြင်ဆင်လာပါတယ်။အတိတ်ကာလကတွေ့ကီနဲ့ဂရိတို့ဟာအင်ဂျီရန်ကျွန်းပေါ်မှာလေကြောင်းတိုက်ပွဲတွေဖြစ်ခဲ့ပြီးဂရိကလည်းတွေ့ကီစစ်အင်အားမြင့်တင်မှာစိုးရင်ကြောင့်ဖော်ပြဘူးပါတယ်။ တွင်ကီလိုအမေရိကန် F35 တိုက်လေယာဉ်တွေကိုဝယ်ဖို့ကြိုးစားနေပေမဲ့တွင်ကီစစ်တပ်ဟာရုရှားလို S400 မြေပြင်မှာဝယ်ယူပြီးဒုံးစနစ်တွေကိုလည်းပိုင်ထားလို့အမေရိကန်လောက်တိုက်လေယာဉ်တွေကိုဝယ်ယူရင်းမှာသဘောတူညီမှုရရှိဖို့အခက်အခဲဖြစ်နေတယ်လို့ကျွမ်းကျင်သူတွေကပြောပါတယ်။နောက်ဆုံးသတင်းမှုပြောချင်ပါတယ်။ Facebook ကိုပိုင်ဆိုင်တဲ့မရာကမ်လီကညင်ရီတူ AI ဌာနအလုံးနေရာ600ရှော့ချမယ်လို့ American Media တွေကဖော်ပြလာပါတယ်။ဒါမဲ့ အခုအလုံးနေရာ short ချမှုဟာမတိုင်းအမှုဆောင်ရရှိချုပ်မတ်ဇူကာဘတ်ထူထောင်ခဲ့တဲ့ DVD lab ကိုထိခိုက်စေမှာမဟုတ်ကြောင်းနဲ့ Wall Street Journal နဲ့ New York Times အခြားသတင်းဌာနတွေကဖော်ပြပါတယ်။ Matter how open AI နဲ့ Apple ကဲ့သို့ပြန်မက်တီထမှာထိတ်တန့်သူတွေတွေကိုမြန်မာတဲ့လောက်ခလာစာထုံးနဲ့ခေါ်ယူပြီး ဝန်ထမ်းရင်အဆမတန်ခန့်ပြီးတော့အခုခါလုပ်ငန်းလက်ပမှုပုံမထီရောက်စေဖို့အခုလိုဝန်ထမ်းတွေရှင်းချခြင်းဖြစ်ပါလေအခုလုံနေရရှင်းချမှုကို AI ထုတ်ကုန်တွေနဲ့အခြေခံစောင့်ပိုင်းဆိုင်ရာအဓိကလုပ်နေတဲ့အဖွဲ့တွေမှာလုံဆောင်တော့မှာပါကံမီရရေးကြည့်တဲ့လုပ်ငန်းတွေကိုမထိခိုက်စေပဲစွမ်းဆောင်ရည်ကိုမြင့်တက်ဖို့ရည်ရွယ်ကြောင်းနဲ့ထိခိုက်ခံရတဲ့ဝန်ထမ်းများစုကိုကံမီတွင်ချားထဏတာတွေပြောင်းရွှေ့တောင်းဝန်ပေးနိုင်ရရှိတယ်လို့ Wall Street Journal ကဖော်ပြပါတယ် ။လူရောတိုင်းသတင်းမှာလည်းရရင်တို့စစ်စစ်လဲဝန်ထမ်းများပြခံမှုကြောင့်ဖြစ်ပေါ်လာတဲ့ဖွဲ့စည်းပုံဆိုင်ရာဝန်ထုပ်ဝန်ပိုးတွေကိုဖြေရှင်းဖို့အလုံနေရာတွေရှင်းချလိုက်ခြင်းဖြစ်ကြောင်းဖော်ပြပါတယ်။မနာကမီအရင်ဌာနကြီးကလက်ဆန္ဒဝန်ကအလုံနေရာရှင်းချခြင်းဟာဆုံးဖြတ်ချက်ချဖို့အတွက်ဆွေးနွေးမှုနှဲပါလာစေတယ်လို့ဆိုပါတယ်။ နောက်တရင်ဘုတ်ပြောချင်ပါလေအမေရိကန်နဲ့ရုရှားစစ်စင်ရေးကိုဖျက်ဆီးဖို့ကြိုးပမ်းနေတာဟာဥရောပပဲဆိုပြီးအမေရိကန်ရောက်ပူတင်ရဲ့ထုတ်ကိုယ်စလဲကပြောပါလေယူကရိန်းဒီပကောက်တန်မန်နီလန်နဲ့အမြန်ဆုံးဆုံးသက်ဖို့ရုရှားအနေနဲ့စစ်ဝင်ဆောင်မှုပြည့်ရှိတယ်လို့အမေရိကန်ရောင်းနေတဲ့တမားပူတင်ရဲ့ထုတ်ကိုယ်စလဲ KV Democratic ကပြောပါလေပရိပကအဆုံးသတ်ရုရှားကစစ်ဝင်ဆောင်ပြီးမှယူကရိန်းနဲ့ဥရောပနိုင်ငံတွေကတော့စစ်ပွဲဆက်ဖြစ်ရေးကိုသာမကား ရုရှားအမေရိကန်ဆက်ဆံရေးအန္တရာယ်ဖြစ်အောင်လဲကြိုးပမ်းပုံဖော်နေတယ်လို့ဆိုပါလိမ့်။ဥရောပနိုင်ငံတွေကယူကရိန်းနဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့စီးရေးစာချုပ်တွေချုပ်ထားပြီးစီးပွားရေးအကျိုးများရစစ်ပွဲဖြစ်ရေးကိုပဲတော်အားပေးနေမှာဖြစ်ပါလိမ့်။ဟန်ဂေရီမှာကျင်းပဖို့စီစဉ်ထားတဲ့ရုရှားအမေရိကန်ထိပ်သီးဆွေးနွေးပွဲဖြစ်အောင်လဲနီးမျိုးမျိုးနဲ့ကြိုးပမ်းနေတယ်ဆိုပါလိမ့်။ရုရှားရဲ့တိကဂျင်နန်ကမ်နီဂျီနခုပေါ်ပိတ်ဆို့ရေးယူကြောင်းနဲ့ပူတင်နဲ့ဟန်ဂေရီမှာတွေ့မဲ့အစီအစဉ်မှာဖြစ်တဲ့ကြောင်းထွန်းကပြောဆိုပြီးရပိုင်းမှာပူတင်က အထူးကိုယ်စားလှယ်ကိုအမေရိကန်ကိုဆေလွတ်လာတာပဲဖြစ်ပါတယ်။အမေရိကန်ဘက်ကသာထိပ်သီးဆွေးနွေးပွဲမဖြစ်တော့ဘူးလို့ပြောမြန်ရုရှားဘက်ကတော့ဆန္ဒရှိနေတော့မှဖြစ်ပါတယ်။ဒီတည်းဒီစင်းနေပွဲဟာဖြစ်နိုင်ခြေရှိပါတယ်လို့ရုရှားဘက်ကပြောပါတယ်။ဘယ်နည်းတယ်လို့တော့ရက်သေးကြသတ်မှတ်ထားတာမရှိပေမဲ့ပူတင်ကလည်းထရန့်ကိုပဲသူ့အချိန်ကိုအလဟတ်တာမဖြစ်ချင်ဘူးဆိုပါတယ်။ ပြည်ရဲ့ယပန်ကထရန့်ဘူလီနိုတယ်လီဖုန်းနဲ့ပြောပြီးတော့ယူကရိန်းစစ်ပွဲဆုံးသက်ရေးကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့မကြခင်ဟန်ဂေရီနိုင်ငံဘူဒါပက်စ်မှာတွေ့ဆုံနေတယ်ဆိုပါလေ။ဒါပေမဲ့အော်တိုဘန်၂၁ရက်မှာတော့ထရန့်ကဒါဟာအချိန်ဖြုန်းကရောက်တဲ့အစည်းအဝေးဆိုပြီးတော့ပြေချသွားပါတယ်။အဲတော့သမ္မတရဲ့အင်ဂျီရောကြီးတဲ့ရရှိသူကလည်းနီးကလာတဲ့အနာဂတ်မှာထရန့်ပူတင်တွေ့ဆုံဖို့အစည်းအဝေးမရှိဘူးဆိုပြီးရိုက်တာသတင်းဌာနကပြောပါလေ။ဒီပေါ်မှာကရင်မင်းရဲ့ပြောရေးဆိုခွင့်ရှိတဲ့ဒီမျိုးချီပက်စကော့ကဘလို့ထိပ်သီးစီဝင်မျိုးဖြစ်ဖြစ် ရက်တွေကိုသတ်မှတ်ဖို့လိုအပ်ပါတယ်ဒါပေမဲ့ဒီမတိုင်ခင် view design ပြင်ဆင်မှုတွေလိုအပ်ပါတယ်အချိန်ယူရတယ်လို့ပြောပါတယ်ခါကအချိန်မဖြုံးချင်ဘူးလို့ပြောတဲ့ဘက်ချက်ကိုမေးတဲ့အခါဒီမထရီပက်စကော့ကဘယ်သူမှအချိန်မဖြုံးချင်ပါဘူးသမရခန့်သမရပူတင်ဟာနှစ်အောင်လုံးပါပဲလို့ဆိုပါတယ်အဲ့တော့ရှာလူပြနိုင်ငံဂျာယီဝန်ကြီးဆာဂေရာဂိုကတော့ထိပ်သီးစီးအတွက်ပြင်ဆင်မှုတွေဆက်လုပ်နေပါတယ်။ကြီးမားတဲ့အတားစီးတွေကိုတော့မတွေးမိပါဘူးလို့ပြောသောကြောင့်ရိုက်တာသတင်းမှာဖော်ပြပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။ ရုရှားကစီးပွားရေးတန်ခတ်မှုတွေတိုးမြင့်လှုပ်ဆောင်ပြီးယူကရိန်းကိုပုံမထောက်ပံ့ပေးဖို့ဥရောပကောင်ဆောင်တွေနဲ့နေတိုးဖွဲ့ကြီးကဲတွေကကြိပြပါလေလန်လန်မှာဆန္ဒရှိသူများမဟာမိတ်ဖွဲ့တွေ့ဆုံမှုပြီးယူကရိန်းကိုတာဝန်ပြုလက်နက်တွေပေးပို့မှုနဲ့လေကြောင်းကောက်ဝေးလက်နက်တွေပေးပို့မှုတိုးမြင့်ဖို့ကြိပြခဲ့တာဖြစ်ပါလေဆွနဘဲဝီမာဗီဒေါကြီးချုပ်စကီယာစတာမာနေတာလန်ဝန်ကြီးချုပ်ဒေမွန်ဝန်ကြီးချုပ်နေတိုးဖွဲ့တွေ့မှုနဲ့ ယူကရိန်းသမ္မတဇလန်စကီတို့ဒရင်သာရှင်ဘွဲလို့ပါလေဥရောပကောင်းဆောင်တွေကကပောင်းမှာရုရှားရဲ့နဲ့တုံးပြမှုတဖြည်းဖြည်းလျှော့ချတော်မှာဖြစ်ကြောင်းနဲ့ဥရောပမှာထိမ့်သိမ်းထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကိုယူကရိန်းနိုင်ငံရဲ့ပြန်လည်တည်ဆောက်ရေးအတွက်ရန်ပုံငွေဖြစ်ပြောင်းလဲတုံးပြမယ်ဆိုပါလေရုရှားရဲ့ယင်းနဲ့သဘောတုံးလို့အာတန်ခတ်အေးအေးယူမှုတွေကိုပြည်တင်ကဦးဆောင်ပြုလုပ်ခဲ့ပြီးမြေကန်နဲ့ဥရောပသမဂ္ဂကလည်းနောက်ကနေလှုပ်ဆောင်ခဲ့တဲ့အကြောင်း Kia Starmer ကပြောပါတယ် ဂျတိန်ကယူကရိန်းကိုဗက်ဆုံလုံးဒုံးကြီးပေါင်း9000ကျော်ပံ့ပိုးမှုစီစဉ်ထားကြတဲ့ဒုံးကြီး1400ပေးပို့ထားပြီဆိုပါတယ်ရော်ဘတ်ကော်မရှင်ဥက္ကဋ္ဌအာဆူလာဘနာလီယန်ကလည်းအီးဥဖော်ဝင်တွေဟာရုရှားပေါ်16ကြိမ်မြောက်စီးပွားရေးပိတ်ဆို့အရေးမှုတွေပြုလုပ်ဖို့အတည်ပြုပါတယ်အဲ့ဒီတည်းမှာရုရှားရဲ့သဘောတဝင်တင်ပို့မှုပေါ်ပထမဆုံးအကျင့်အရေးယူမှုလည်းပါပါတယ် EU ကောင်စီကတရားဝင်ထုတ်ပြန်ကြမှာဒုံးကြီးအရေးယူမှုမှာအသက်69ပေါင်ပြီးစီးပွားရေးလုပ်ငန်းကိုကတ်သတ်ခြင်း ရုရှားရဲ့စွန့်ရင်ခန္ဓာရင်းနဲ့စီးရဲစစ်မှုခန္ဓာတွေကိုဒီကပြစ်မှတ်ထားလှုပ်ဆောင်တာတွေပါတယ်လို့ဆိုပါတယ်။နောက်တင်ပြပြောချင်ပါတယ်။ American သမ္မတ Trump ဟာမာဖီးယားကိုမဟာမိတ်ဖြစ်ရွေးချယ်လိုက်ပြီးတော့ American လူ့အဖွဲ့အစည်းကိုကိုကင်းစီစဉ်မှုရပ်တန့်စေဖို့မာဖီးယားတွေကိုတိုက်ခိုက်ပေးနေသူကိုပြန်တိုက်ခိုက်နေတာလို့ကိုလံဘီယာသမ္မတ Costa ဘုကပြောပါတယ်။သမ္မတ Trump အုပ်ချုပ်ရေးအဖွဲ့ကကိုလံဘီယာသမ္မတ Costa ဘုကိုတန်ခတ်ပိတ်ဆို့ရေးယူပြီးနောက် ိုဂိုရာမြို့နယ်မှာရှိတဲ့ Plaza di Boli မှာဆွဆွဲဆူဝေးခဲ့တဲ့မဲဆန္ဒရှင်ထမောင်းများစွာကိုသမရဂူစတာဘိုကမင်ကုန်းပြောပါတယ်သူကိုပိတ်ဆို့ရည်ဖို့အမေရိကန်ရဲ့ထောက်ခံမှုကိုရှာဖွေခဲ့တဲ့ကိုလံဘီယာတိုက်ခိုက်နိုင်ငံရေးသမားတွေနဲ့စီးပွားရေးသမားတွေကိုလည်းမာဖီးယားတွေလို့ဆိုပါတယ်သူကဘာစီးပွားရေးမှမလုပ်ဘူးအမေရိကန်မှာလည်းဒေါ်လာတော့မရှိဘူးပိတ်ဆို့ထားကြလည်းမရှိဘူးအမေရိကန်မှာစီးပွားရေးလုပ်ချင်စိတ်လည်းမရှိဘူးဘယ်တော့မှလည်းလုပ်မှာမဟုတ်ဘူးပေထရိုအမေရိကန်ရဲ့ဆွဆွဲချက်တွေကိုငြင်းဆိုပြီး သူ့ဆိုရဟာမကြုံစဘူးနှုံးတွေနဲ့ကိုကင်းကိုဖမ်းဆီးခဲ့လို့ကိုကင်းအတွက်အခြေခံပေါင်းပစ္စည်းဖြစ်တဲ့ကိုကာတီးနဲ့ဆိုင်ခင်းတဲ့တိုးချင်းကို2021ခုနှစ်ကတည်းကနေသွားတယ်လို့ပြောပါတယ်။အခုပြုလုပ်တဲ့လူလူစုယုံပွဲဟာပြည်ပြင်ပြောင်းလဲရေးကြိုးပမ်းမှုထောက်ခံမှု ပြီးခဲ့တဲ့တပတ်လောက်ကခေါ်ယူခဲ့တာဖြစ်ပါလေ။ American Banner ရဲ့ဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေး WFAC ရဲ့ပိတ်ဆို့မှုတွေကြီးညာပြီးမှတော့ဒီစုစည်းပွဲရဲ့အယုံဆိုင်မှုဟာ Colombia American ဆက်ဆံရေးစီရော့သွားခဲ့ပါလေ။ ဝါရှင်တန်နဲ့ဒေသတွင်းနိုင်ငံတွေကြားတင်းမောက်မှုအားလည်းအမြင့်ဆုံးဖြစ်လာပါတယ်။ American စစ်တပ်ဟာတောင်ပိုင်းကာရီဘီယံမှာလှုပ်ရှားမှုကိုတိုးမြှင့်ဖို့နိုင်ငံတကာရေပန်နဲ့ရှိတင်းမောက်တွေကိုလည်းငွေရစီးတွေတည်ဆောင်တယ်လို့သက်သေထောက်ထားမှရှိဆွဆွတက်ခဲ့ပါတယ်။နဝဝဒီသမရကူစာဝဘွေခိုက American ဟာတက်ခတ်မှုတွေနဲ့လူသတ်မှုကျူးလွန်နေတယ်လို့ဆွဆွခဲ့ပြီးနောက်မှာ Trump ကလည်း Petro ကိုတရားမှုဝင်ငွေရစီးကောင်းဆောင်လို့ပြီးအခုဘက်မှာခေါ်ဆိုခဲ့ပြီးတော့တန်းခတ်အရေးယူမှုတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ ပေဒရိုကိုတန်ခတ်အေးယူမှုလုပ်တာဟာလုံးဝမတရားဘူးဆိုပြီးတော့ဗီနီဇွဲလားနိုင်ငံကလည်းထုတ်ဖော်ပြောဆိုဝေဖန်နေတာဖြစ်ပါလေ။နောက်သတင်းတစ်ပုဒ်ပြောချင်ပါလိမ့်။ကမ္ဘာလူထုအငြင်းအငြင်းဆုံးမျိုးစင်မှာပါကစ္စတန်လာဟိုးကထိတ်ဆုံးကိုရောင်းနေတယ်လို့ဆိုပါရယ်။ပါကစ္စတန်နိုင်ငံလာဟိုးရဲ့လူထုညဉ့်ဉျေးမှုအခြေအနေဟာဆွစ်ဇာလန်ရေလူထုရေသွေးစောင့်ကြည့်ရေးအဖွဲ့ IQS ဆိုရာ မနက်ခွန်းနာရီတိုင်းပါချင်းမှာနှုတ်ကိန်း412ထီရောက်နေပြီး NDA အဆင့်ဝင်ဖြစ်နေပါတယ်။ဒါကြောင့်လာဟုဟာကမ္ဘာလူလူအငြင်းဆုံးမြို့စင်မှာထိတ်ဆုံးရောက်လာတာဖြစ်ပါတယ်။လာဟုမှာစိတ်သက်မီကိုတွေဖုံးလွှမ်းတာလို့လူလူဒီညမှုပေါ်ဆွေးမှုတွေတိုးနေပြီးအစိုးရအနေနဲ့ပုံပြီးပြင်းထန်တဲ့အရေးယူမှုတွေလုပ်ရမယ်လို့ဒေသခံတွေကပြောပါတယ်။လာဟုမှာဆောင်းရသည့်ရောင်းတိုင်းရာသီဥတုအေးရာနဲ့တိုးလူလူသိသိစားများလာပြီး ဘော်ဒါရင်းနေကထွက်တဲ့မိဂိုးတွေစေုံနေကထွက်တဲ့မိဂိုးနဲ့ဖုံနေကြအောင်ခုလိုအနေရရှိတဲ့အဆင်ဖြစ်လာတာပါ။ဆောင်းရသည်ရောက်တိုင်းအနေရရှိတဲ့လေလီညံမှုနဲ့နှစ်တိုင်းဖြစ်ပေါ်နေတာကတော်အားရှာနိုင်ငံတွေမှာကြုံရလေးရှိပါလေ။ဒီဘက်တွင်းမှာအိန္ဒိယနိုင်ငံမှာဒီပေါလီဘော်ဒါထိုင်မဲ့မီရှူပီပန်းတွေပြဖောက်မှုနဲ့လေယာလုံးမှာမီရှူမှုကြောင့်လေတွင်းညမှုတွေဟာပုံပြီးဆိုးလာတာလို့ရိုက်တာသတင်းမှာဖော်ပြပါတယ်။နောက်ဆုံးသတင်းတစ်ခုပြောချင်ပါတယ်။ ဒီအကြောင်းသားနှုတ်ကတော့ရုရှားမှတ်တဲ့ AI app ကိုသုံးပြီးပြီးတော့မီလီယံနာဖြစ်လာပါတယ်။စာသင်တန်းနဲ့က idea နဲ့မီလီယံနာဖြစ်လာတဲ့အကြောင်းသားတွေကအများကြီးပါ။ Facebook တီထောင်တဲ့ Mazukaba ရဲ့ဇာတ်လမ်းဆိုရင်လူသိများဆုံးပြောပါမယ်။ခုပြောမဲ့ startup ကပြီးခဲ့တဲ့နှစ်ကမှထောင်ထားတဲ့ Tabo AI ဆိုတဲ့ startup ပါ။ Tabo AI ကိုတီထောင်တဲ့သူတွေကတော့ college တက်ရင်နဲ့ drop out လုပ်လာတဲ့အသက်20အရွယ်လူငယ်တွေပါ။ လူရီအာရိုယာနဲ့စာတက်တာဝန်လို့ဆိုပါတယ်သူတို့နှစ်ယောက်ကចောင်းစာလုံးရေးရှုထက်ဖိုးတနဲ့စတက်အပ်အိုင်ဒီယာတခုရခဲ့ပါတယ်အဲ့ဒါဟာចောင်းသားတိုင်းကြောင့်ရတဲ့ပြဿနာပါတာပူ AI ဖြစ်လာတဲ့အိုင်ဒီယာကိုစာတက်တာဝန်ကခုလိုပြောပါတယ်ចောင်းမှာမဆုရည်တိုင်းကျွန်တော်မှာခက်ခဲရှိတယ်ဆရာပြောနေတာနားထောင်ရင်မဆုထုတ်တာမျိုးကျွန်တော်လုံးမရဘူးဆရာလက်ချာနားထောင်လို့ဆိုလုံးမရတတ်ဘူးလက်ချာကိုနှုတ်လိုက်ရင်လည်းဆရာပြောတာအာရုံမဆိုင်နိုင်ဘူး ဒါနဲ့လက်ချမှတ်ဖို့ AI တုံးရမလားတွေးမိလာတယ်။ဒီနောက်မှာသူတို့လျောကလက်ချတွေ record ယူပြီးမှတ်စုတွေ flash card နဲ့မြန်ဆန်းမိကုန်တွေအလိုလျောက်ထုတ်ပေးနိုင်တဲ့ turbo land ကိုစပီးဖန်တီးပါတယ်။ဒီ app ကိုတကယ်ချင်းနေပါ share တော့ခိုင်းခဲ့ပါတယ်။တာဝန်လမ်းကတကယ်လို့တိုင်းဝမ်းမှာမထင်လောက်အောင်ပေါက်သွားပါလိမ့်။ Aurora နဲ့တာဝန်တို့ကြောင်းသားတွေကြောင်းကနေထွက်သွားတဲ့နောက်မှာတော့ Duke နဲ့ Northwestern တက္ကသိုလ်တွေကနေ MIT Harvard လို့တက္ကသိုလ်ကြီးတွေထိရောက်သွားပါတယ်။ တာဘူအရင်ရဲ့အဓိကလုံးဆောင်ချက်ကလရှာနေမတန်းနဲ့အနစ်ချုပ်အပြန်လည်လေးလံနေတဲ့ပုံစံသွားတာပါနောက်ပိုင်းမှာ course recording နဲ့ PDF file နဲ့ YouTube video သင်ကန်းစာတွေပါ upload တင်လို့ရပြီးတော့ AI ကအလိုလျောက် study note နဲ့ quiz ထုတ်ပေးတဲ့ feature တွေပါလာပါလေတာဘူလည်းကခုတာဘူ AI နာမည်နဲ့ AI ဒီပညာတော်မှဆွတ်ထုတ်တဲ့ learning assistant ဖြစ်လာပါလေဒီ tool ကိုကြောင်းသားနေတယ်မဟုတ်ပဲဆရာဝန်ရဲ့ရှေ့နေတဲ့ timing နဲ့ sequence analysis လုပ်သူတွေပါသုံးလာပါလေ လည်းပဲအရန်ကျလာပါလေတချို့ဆိုစီရင်ခံစားတယ်တာဖို့အရန်နဲ့ပြစ်ထက်ပြီးပေါက်ခတ်ပြောင်းပြီးတော့ဂျုံသွားရင်လမ်းမှာနားထောင်ကြတယ်လို့တော့ပြောပါတယ်တာဖို့ရဲ့စီဝိုင်းမော်ဒယ်ဟာလောက်စင်ကြီးဒေါ်လာ20နဲ့တော့ပါလေ2020နှစ်2020ပိုင်းကမှတည်ထောင်တော့ဆိုပေမဲ့တာဖို့ AI မှာ user 5000ကျော်ရှိပြီးနှစ်စဉ်ဝင်ဝင်ဟာခန်းန်း၈လုံးနဲ့ရှိပါတယ်နေ့စဉ် user အသက်လည်း2000လောက်ဝင်လို့အများဆုံးလိုက်တက်နေပါတယ်ဒီ startup ကိုတည်ထောင်တဲ့လူငယ်တွေဟာရင်ကလည်း ominous startup တွေအတူမောင်းနေကြတဲ့တွေ့ကြုံရှိပါတယ် ROH US တဲ့ user တန်းကြီးတက်စစ်လာမဲ့ social media view ဟာပိုင်းကျွမ်းကျင်သူဖြစ်ပြီး download ရတဲ့ user တန်းနဲ့ဆက်နေတနည်းဝင်ငွေဒေါ်လာ6သန်းရှာနိုင်တဲ့ UMS တဲ့ app ကိုရေးခဲ့သူပါခက်ခဲတို့ကိုလက်တွေ့ဖြည့်ရှင်းနိုင်တဲ့ဒီ idea တွေကတော့ထူးခြားတဲ့အခွင့်အလမ်းတွေကိုဖန်တီးနိုင်စမြဲလို့ပြောရမှာဖြစ်ပါတယ်